မိုင်းကငကိုရကခန္ဓာကိုလှတယ်ပေါ့နော်အဲ့လိုဗမာအမျိုးသမီးခန္ဓာကိုဆိုတော့သူဝတ်လိုက်မှအဲ့လိုကိုဝတ်ဆောင်ပိုလှသလိုခံစားရတယ်ပုံမှန်ဆိုရင်အိမ်မှာအယုံမှချိန်ထားမှဆိုအင်းကြီးကဒီတိုင်းရိုးရိုးရှင်းရှင်းလေးပဲသူတို့ဝယ်ဝင့်လဲရတာပေါ့နော်အဲ့လို နိုင်ငံသားမှာ brand တွေရှိတယ်ပါရှိတယ်ဒါပေမဲ့အဲ့လိုစပီးပူဆောင်မျိုးတမိုးထားပြီးပူဆောင်ပေးလို့ပျော်လဲပျော်ရပါတယ်ကျေးဇူးလဲတင်ပါတယ်ပိုင်ရှူတင်ရိုက်ပြီဆိုအဲ့လိုသူအားတဲ့အချိန်လေးဆို smile စီလှမ်းပြီးတော့ဖုန်းဆက်တယ်အဲ့လို smile ဖုန်းဆက်တာလေးတွေမြင်ရတော့အပြန်အလှန်ဆစ်ပြပေးတဲ့အတွက်ဘေးနားနေချေပြီးအဲ့လိုအားကြရတယ်ပြီးတော့အဲ့လိုဝမ်းသာရတယ်ပေါ့နော် ဇပီးယားစမိုင်းကိုအပရီဝက်ဒင်မတိုင်ရဲ့အရင်ချုပ်ပေးဖူးတယ်ပေါ့နော်ပြီးတော့အဲ့လိုသူတို့ပရီဝက်ဒင်ရိုက်မယ်ဆိုတော့အဲ့လိုဇီမာပဲနှစ်စုံရိုက်မယ်ပေါ့နော်အဲ့ဒါဇပီးကိုတစုံချုပ်ပေးပါဆိုပြီးတိုင်မယ်နဲ့ပြီးတော့အဲဇပီးချောင်းမဲ့ဝတ်စုံလေးကို short dress ပေါ့နော်သူအတိုလေးဝတ်ချင်တယ်ပေါ့အတိုလေးကိုမှရှင်းရှင်းလေးပဲစမိုင်းကလည်းသူ့ဟိုပင်ကို lifestyle ကလည်းအဲ့လိုအရန်ရှုပ်ချက်ခံတာမျိုးသူ့ ပရိသတ်တွေလည်းသိမှာပါအဲ့လိုရိုးရိုးရှင်းရှင်းလေးပဲဝတ်တာဆိုတော့လေ pre wedding လည်းအဲ့လိုရိုးရိုးရှင်းရှင်းလေးပဲဝတ်ဆင်နေပေါ့နော်အဲ့ဒီအောင်မှအနောက်ကအဲ့လိုပန်းပဝါလေးပေါ့နော်အဲ့ဒီ unit pan လေးတွေနဲ့တေချာ handmade လုပ်ပြီးတော့ပဝါလေးနဲ့ပြီးတော့သူ့လက်အိတ်လေးပေါ့နော်လက်အိတ်လေးမှာအဲ့လို pie make me smile ဆိုတဲ့စာရန်လေးနဲ့အဲ့လို date လေးနဲ့ရေးထားတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးနဲ့အဲ smile ကတေချာလေး record လုပ်စလို့အဲ့ဒါလေးကိုတေချာလေးထည့်ပေးထားပါတယ်။ date ကကြတော့သူတို့လက်မှတ်ထိုးတဲ့ date ထင်တယ်။အဲ့ ရှေ့ရ17လ2024ဆိုတဲ့ဒိတ်လေးပါအဲသူ့အတွက်အလားဆုံးဖြစ်စေခြင်းနဲ့အဲ့လိုပိုင်ရဲ့ဇနီးလောင်းဆိုတော့လေပေါ့နော်ပြီးတော့ကိုရီးယားနဲ့လည်းခင်နေတော့စမိုင်းကိုအလားဆုံးဖြစ်စေခြင်းနဲ့တရားလေးချုပ်ပေးတယ်ပုံနေထွက်လာတဲ့အချိန်အဲ့လိုပရိသတ်တွေနှစ်သက်နှစ်သက်ပေးတယ်ပေါ့နော်ကြိုက်ကြတဲ့အတွက်အချုပ်ရတဲ့ဒီဇိုင်နာတယောက်နေနဲ့တော့ပြောရပါတယ်စမိုင်းကငကိုရီးယားကိုခန္ဓာကိုယ်လှရတယ်ပေါ့နော်အဲ့လိုဗမာအမျိုးသမီးခန္ဓာကိုယ်ဆိုတော့ ုက္ခနာကိုအလှပေါ်အောင်လို့ပဲဆိုပြီးတော့တေချာကိုယ့်ရဲ့အဲကက်တင်နေပတ်တန်နေတေချာသုံးပြီးတော့သူအလှပေါ်အောင်လို့ချုပ်ပေးထားပါဘောနော်သူကလည်းအရန်ချုပ်ပြီးတော့ဝတ်တဲ့အချိန်မှာဘာမှမပြောင်းအကုန်ကွက်တီပေါ့နော်သူလည်းအဲ့လိုပဝါလေးလဲကြိုက်တယ်အင်ဂျီလေးလဲကြိုက်တယ်ပြီးတော့အဲ့လိုပဝါချွတ်လိုက်ရင်ဗေးလေးနဲ့ပေါ့နော်လက်အိတ်လေးနဲ့ဆိုတော့သူလိုချင်တဲ့အတိုင်းကွက်တီရလို့အဆင်ပြေတယ်ဘာမှဟိုကြည့်ရထားတာမရှိဘောနော်အကုန်လုံးအဆင်ပြေပြေချောမှုဆိုတော့ချောရတဲ့လူနဲ့ကျင်းရပါတယ်သူ pre wedding ကအခုဒီမှာဆိုနှစ်စုံမြိုက်တယ်ပေါ့နော်တစ်စုံက အဲဇပီကိုရွေးတဲ့အတွက်လည်းကျေးဇူးတင်တယ်ပေါ့သူတို့ဝယ်ဝင်လည်းရတာပေါ့နော်အဲ့လိုနိုင်ငံသားမှာ brand တွေရှိတယ်ပါရှိတယ်ဒါပေမဲ့အဲ့လိုဇပီပုဆောင်မျိုးတန်မိုးတာပြီးပုဆောင်ပြီးလို့ပျော်လဲပျော်ရပါတယ်ကျေးဇူးလည်းတင်ပါတယ် lu ပုံလေးတွေမြင်တွေ့ရမှာမှာသူတို့ညအဲ့လိုပျော်နေတဲ့ပုံလေးတွေပဲအဲ့လိုပုံလေးတွေကျင်ချစ်စရာလေဟိုလိုအရင်ဟိုပဲတွေများပြီး item တွေလောက်ထားမှာပေါ့တကယ်တဘာဝစစပုံလေးတွေဖြစ်အောင်လို့ရိုက်ထားပါတော့เนาะ မချိခိုင်းတာကိုယ့်ရဲ့ကိုယ့်ရဲ့အိုင်ဒီယာပေးလိုက်ရလားမချိခိုင်းတာတဖို့ဆရာကောင်းဆုံးချိပြီးပြေးခိုင်းတာဒါပေမဲ့အဲ့လိုလှန်တယ်သူအဲ့လိုချိလိုက်တဲ့အချိန်မှာအဲ့လိုလက်ကလေးကိုသူပြထားလေအဒိတ်ကလေးကိုပြထားလေဆိုရင်ချစ်ဖို့ကောင်းတယ်ပေါ့နော်အဲမိတ်ကလေးမီဝစ်ဆုံဝစ်ပြီးတာနဲ့အဲ့လို ပုံမှန်ဆိုရင်တော့ zebra fit in ချရင်ဘာမှ makeup တွေ accessory တွေဖက်နှက်တွေမပါတော့နည်းနည်းဝတ်ဆောင်လေးကိုပဲမြင်ရတာပေါ့နော်တကယ်တကယ်အဲ့လိုရိုက်ကူးရေးနေမှာဆိုရင် makeup လည်းအပြည့်ဖြစ်သွားရေးအဲ့လို jewelry တွေနဲ့ဖက်နှက်တွေနဲ့အကုန်ဝတ်လိုက်မှဝတ်ဆောင်ပို့ကြွပြီးလှသွားပါပေါ့နော်ပြီးတော့အဲ့လိုဝတ်မဲ့လူခန္ဓာကိုယ်ပေါ်ရောက်မှဝတ်ဆောင်ပို့လှသွားသူဝတ်လိုက်မှအဲ့လိုကိုယ်ဝတ်ဆောင်ပို့လှသလိုခံစားရတယ်ဒီပုံမှန်ဆိုရင်အိမ်မှာအယုံမှချိန်ထားမှဆိုအင်းကြီးကဒီတိုင်းရိုးရိုးရှင်းရှင်းလေးပဲပဝါလေးနဲ့ဆိုလုံးမဟုတ် ကိုကိုအရင်လာရလို့မခံစားရသေးဘူးဒါပေမဲ့အဲ့လိုအကုန်လုံး तू with ကြည့်ပြီးလိုက်ပြီးအားလုံးပြည့်စုံသွားတဲ့အချိန်မှာတော့လှရလို့ခံစားရတယ်ဗောနော်အဓိက तू with လိုက်လို့ပိုလှသွားရလို့ခံစားရအဲ့လိုမျိုးဗောနော်အဲ့လိုပိုင်ရှင် with လိုက်လို့ပိုပြီးတော့လှသွားတာဗောနော်ပိုင်ရင်ကျတော့ဟိုဟာ ရှစ်တင်နှစ်မှာတွေ့တာဗောနော်ရှစ်တင်နှစ်မှာတွေ့ပြီးတော့အဲ့လို smile makeup လေးနဲ့အချိန်တခြားလေးကြည့်ပြီးတော့ပြောနေမှာဗောနော်သူတို့ရဲ့ဒါဟို pre wedding ရိုက်တဲ့နေ့ဆိုတာလဲတသက်မှာတစ်ခါပဲရိုက်ကြတာဆိုတော့နှစ်ယောက်စလုံးကပျော်ပြီးတော့ shoot တင်မှာအဲ့လိုပျော်စရာကြီးဗောနော်အဲ့လိုမန်းနဲ့မောင်နဲ့ပျော်စရာသူတို့ကြည့်ပြီးကိုယ့်ရဲ့ဘေးနားကနေကြည်နူးနေတာအားလေးကြားရတယ်အားလေးကြားရတာဗောနော်အဲ့လိုနှစ်ယောက်စလုံးကနှစ်ယောက်စလုံးကွယ်အဲ့လို တယောက်ကိုတယောက်အဲ့လိုအပြန်အလှန်ချစ်ပေးကြတယ်ပေါ့နော်တချို့တွဲတွေမှာဆိုရင်အဲ့လို main clear ပဲအရင်ချစ်ပေးနေရတဲ့ပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်သူတို့လည်းအများကြီးတွေ့ဘူးလားဆိုတော့တချို့တွဲတွေမှာကြာလဲအဲ့လိုယောက်ျားလေးကပဲအရင်ချစ်ပြတာပေါ့နော်သူတို့တွဲမှာကြာတော့အဲ့လိုနှစ်ယောက်စလုံးကအပြန်အလှန်ချစ်ပြပေးတဲ့အတွက်ဘေးနားနေချစ်ပြီးလို့အားကြရတယ်ပြီးတော့အဲ့လိုဝမ်းသာရတယ်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်အဲ့လိုရှုတဲ့မှာတခုဆိုလဲအဲ့လို ဖုန်းဆက်နာလေးတွေမြင်ရတယ်အဲ့လိုပိုင်းရှူတင်ရိုက်ပြီဆိုအဲ့လိုသူအားတဲ့ချိန်လေးဆိုစမိုင်းစီလှမ်းပြီးတော့ဖုန်းဆက်တယ်အဲ့လိုစမိုင်းဖုန်းဆက်တာလေးတွေမြင်ရတော့ဝမ်းသာတယ်ပေါ့နော်သူတို့ဟိုတကယ်ချစ်တဲ့လူတွေအဲ့လိုအခုလိုမျိုးအဲပရီဝက်ဒင်တွေရိုက်မင်္ဂလာဆောင်သွားတဲ့အတွက်ဝမ်းသာပါတယ်ပိုင်းလို့ပွဲပါရောဒီတော့လုပ်ပေးရမယ့်ပိုင်းပိုင်းလို့ပွဲမှာလုပ်ပေးရမှာဆိုအဲ့လိုဟိုပိုင်းရဲ့ မြမတွေအလိုဝုစုံနေလာအပ်နေပြီးတော့ပိုင်းမနေကြတယ်ပြီးတော့အဲ့ပွဲသွားမဲ့လူတွေအများကြီးပဲဝုစုံနေလာအပ်နေကြတယ်ပေါ့နော်ဒီလာတဲ့ဆိုတော့အလိုရက်ကနေနဲ့ကတ်နေပြီးအဲ့လိုပိုင်းရဲ့မိတ်ကက်ဆရာတွေအဲ့လိုလာအပ်နေကြတယ်အမိုက်စားတွေပေါ့နော်အဲ့လိုသွားမဲ့လူတွေများတာပေါ့ဒီအနုပညာလောကတွေကလူမင်္ဂလာဆောင်တော့ဒီအနုပညာလောကတွေကလူတွေအများစုကသွားကြမှာအဲတချို့တွေကလည်းစပီကတ်စတမာတွေများနေတော့အဲ့လိုပေါ့နော်အဲ့ပွဲသွားအတွက်ပို့အဲ့လို များနေပြီပေါ့เนาะလာချုပ်နေကြရဲ့အဲ့လိုကိုလည်းသွားမှာဆိုတော့ကိုလည်းဘာဘွက်ကမနဲ့ထိုင်စဉ်းစားနေအဓိကတော့ပရိသတ်တွေကိုယေရှုတင်တာပေါ့เนาะဟိုပရိသတ်တွေသဘောကျပြီးအတွက်ယေရှုအများကြီးတင်နေအဲ့လိုသူတို့သဘောကျပြီးလို့အဲ့လိုနောက်ထပ် customer တွေထပ်တိုးလာတယ်ပေါ့เนาะအခုဆိုစပီးစီမှာဒီနှစ်ပိုင်းဆို pre-wedding လာအပ်တဲ့သူတို့သမီးတွေမနစ်ကထပ်ပိုများတယ်ပေါ့เนาะအဲမနစ်ကဆိုအဲ့လို pre-wedding ရှိတော့ရှိတယ်ပေါ့ဒါပေမဲ့ဒီနှစ်က ပိုများတယ်ဗောတချို့ဆိုအဲ့လိုတယောက်တည်းသုံးဆောင်အတ္တာတွေ၅ဆောင်အတ္တာတွေ၆ဆောင်အတ္တာတွေအများကြီးဗောနော်ပြီးတော့အဲ့လို smile ရဲ့ဝတ်စုံမျိုးတွေ့ပြီးတော့လက်အကြိုက်တူတွေလည်းရှိတယ်ဗောနော်အဲလက်ရောအဓိကကြိုက်တာဗောနော်သူတို့တက်လဲအဲ့လို smile နဲ့မတူတဲ့ဒီဇိုင်းလေးတွေဆွဲပေးပြီးချုပ်ပေးပါဆိုပြီးလက်အတွက်အဲ့အတွက်ကြောင့်ကိုပြိသက်ကိုကျေးဇူးအများကြီးတင်ပါတယ်သူတို့တွေဒီလိုမျိုးကြိုက်နှစ်သက်ပေးလို့ဆိုပြီးဆိုရလဲယက်တည်နိုင်တာဗောနော်အဲအဲ့ကြောင့်ဒီထက်လည်းပို့ပြီးကြိုးစားပါအောင်မယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ် အများကြီးကျေးဇူးတင်တယ်ပိုင်နက်စမိုင်းရွေးချယ်ပေးလို့ပေါ့နော်အဲ့လိုဟိုကိုယ့်ရဲ့လက်ရာလေးကိုလည်းခြားပြခွင့်ရတယ်အမ်ပရိသတ်ရဲ့အတိအမှတ်ပြုခြင်းကိုလည်းခံရတယ်ပေါ့နော်အဲ့ဒါကြောင့်လည်းပိုင်ယောစမိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်